ီနေ့မှာတော့တာမန်တောင်တက်လန်းတစ်ခုဆိုတိုက်ထက်အညာကြီးပိုလေးနဲ့တက်ခီးစင်တစ်ခုကြောင့်ပြောပြခြင်းပါတယ်။ဒါကမြေတဲ့ပင်လဲရဲ့အသည်းနှလုံးလဲအထိနက်နက်ရှိုင်းရှိုင်းခေါ်ဆောင်တော့မယ်ခီးရရပါပဲ။ကဲဒီစွန်းစားကန်းကဘလောက်ကြီးမားတယ်လဲဆိုတာနဲ့အရင်ဆက်လိုက်ရအောင်။အရှင်နဲ့ရှာကီလိုမီတာရှိတဲ့ဆက်ဝိုင်းပုံလမ်းကြောင်းကြီးတစ်ခုပေါ့။မြင်းထောင်ပြောရရင်ရန်ကုန်ကနေပဲခုကိုလမ်းလျှောက်ပြီးအပြန်ခီးပြန်လာတာနဲ့အတူတူလောက်ပါပဲ။အဲ့ဒါတစ်ခုတည်းတော့မဟုတ်သေးဘူး။ဒီခရီးမှာ မီတာ9690ကြုံမြင့်တဲ့တောင်တက်ခရီးလက်ပါနေသေးတယ်။ဒါဟာမြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ခခဘိုရာဇီတီကို အောင်နိုင်လဲတလို့ပါပဲ။တော်တော်မသေးတဲ့စင်ခေါ်မှုတစ်ခုနော်။ဒါမဲ့လေဒီခီးကြီးကဒီလိုဂင်းကနန်းနေတပ်တဲ့အကြောင်းပြောနေတာမဟုတ်ပါဘူး။သူတဲ့နောက်ွယ်မှာလူတွေနေရာတွေနဲ့ရိုးရာအုံွေအင်းတွေကိုဖြန့်ပြီးချိတ်ဆက်ပေးဖို့ဆိုတဲ့အင်မတန်အားကောင်းတဲ့အတွင်းခေါ်တစ်ခုပေါ်မှာဒီစုတ်ထားတာပါ။ဆိုတော့ရှင်းနေတီတီ အချင်းယူပြီးအကောင့်ထဲပေါ်ခဲ့တဲ့ဒီစီမံကိန်းရဲ့နောက်ွယ်ကမျောမှန်းချက်ကတကယ်တမ်းမှာဘာဖြစ်မလဲ။ဘေယာကဒီလိုထူးခြားတဲ့လမ်းကြောင်းကိုဖန်တီးဖို့တွန်းအားဖြစ်စေခဲ့တာလေ။စာရေးသူဂျွန်အဲလီစ်အန်ဒရီရှင်းပြသွားသလိုပါပဲ။သူတို့ရဲ့ရည်ရွယ်ချက်ကအမတ်တော်လောက်ထားတဲ့နောက်တလန်းတစ်ခုဖောက်ဖို့လုံးဝမဟုတ်ပါဘူး။ဒီနေမီကိုပြန်လဲရှာခွေပြီးအသက်ပြန်သွင်းနိုင်မဲ့ကိရိယာတစ်ခုအဖြစ်ပို့ပြီးအရိပေရှိတဲ့အရာတစ်ခုအဖြစ်ဖန်တီးချင်ခဲ့တာပါအထက်ကယူအဆကိုနေမီဆာယာဂျိုးယိုဆက်ဆက်မှုလို့ခေါ်လို့ရပါတယ် ဆိုလိုတာကတော့ဗျာခေမီလမ်းမကြီးတွေစောက်လိုက်လို့သမိုင်းနေမိကုံလို့တရွနဲ့တရွာတမျိုးနဲ့တမျိုးအဆက်ပြတ်နေတာလေကိုရှေးလူကြီးတွေတွန်းခဲတဲ့ရိုးရလမ်းဟောင်းနည်းနဲ့တက်ဆင့်ယဉ်ကျေးမှုအရာတော့စီပွားရရပါပြန်ပြီးဆက်ဆက်ပေးတဲ့သဘောပါပဲဒီလမ်းကြောင်းကိုဖောက်လုတဲ့အခါမှာလေဒေတာအတူတကယ်အကျိုးရှိစေဖို့တည်ချခဲ့မှုတွေနဲ့လှောက်ဆောင်ခဲ့ပါတယ်ဒီလမ်းပေါ်မှာရှောင်းလိုက်တဲ့ချီထလန်တိုင်းကဒေတာခံအတိုင်းကဝိုင်းရဲ့ကောင်းချို့ကကနေမဟုတ်တဲ့နေပါဝင်နေအောင်ကိုတည်ချစီစဉ်ထားတော့ပါဟုတ်ပြီ ဒါဆိုရင်တော့ခီးစဉ်ကိုတိုင်တဲ့ကိုပဲတန်းဝင့်လိုက်ကြရအောင်။ဒါကအစင်းချုပ်စင်နဲ့ပြောပြမဲ့စာတန်းတစ်ပုဒ်ဖြစ်ပြီးအစင်တိုင်းမှာသူ့ရဲ့ကိုပိုင်ဟန်ကိုပိုင်ပုံမြင်နေရှိနေပါတယ်။ပထမစင်ကတော့မလိုကင်းမျိုးနွယ်တူတဲ့မြို့နှမျိုးကိုဆက်သွယ်ပေးထားပါတယ်။ဒါက Moors တွေကိုနှင်ထုတ်ပြီးနောက်ပိုင်းဒီ data ကိုဖြည့်လည်အခြေချလာသူတွေရဲ့အမွေအညက်တစ်ခုပေါ့။ပြီးတော့လေစိတ်ဝင်စားစရာကောင်းတဲ့ data ခံရိုးရပုံမြင်လောက်ကထဲကိုလည်းခေါ်ဆောင်သွားဦးမှာပါ။ ဒီလမ်းမှာ El Sargenero လို့ဒေတာခံပုံပြနေကတကယ်ကိုအသက်ဝင်နေတော့မှာပဲသူက ခလေးစိုးတွေကိုဖောင်းဖို့အိတ်ကြီးတစ်လုံးအစီထုတ်ဖို့တားတစ်ချောင်းနဲ့လောက်သွားတယ်လို့ဆိုကြတယ်ခလေးတွေမောင်မမိုက်ခင်အိမ်ပြန်ရောက်အောင်ချုပ်လန့်ဖို့သုံးပြတဲ့ကျောက်ဆရာတန်တရာရီလာတက်တူရာတကောင်ပေါ့ဒုတိယဆင့်မှာတော့တန်လွန်တော်တွေလည်းစင်းစိုးနေတဲ့ချွင်ဝမ်းတစ်ခုကိုဖျက်တမ်းတော့ရမှာပါဒီရှုခင်းကတကယ်ကိုအချိန်ကြီးရက်တက်နေသလားထင်ရလောက်အောင်မူလအတိုင်းလပ်ပါနေသေးပါပဲ။ ဒီခီးမှာနိစဉ်၃ PCL တွေထင်းမှတောင်ဖွက်ထားတဲ့တမိုင်းတွေကိုတွေ့ရမှာပါဥပမာ American Mobile ထင်းရှူတာနဲ့လုတ်ထားတဲ့တကားတွေလို့ပေါ့ဒေတာခန်တွေကတင်ပေါ်တင်တင်စေမှာပါတဲ့ Mobile 11မှာဆိုလာကိုဖက်ပြီးဒါဟာတစ်ပင်အမျိုးအစားနာမည်ပဲလို့ထင်မှတ်ချက်ရကနေဒီနာမည်ရလာခဲ့တာတဲ့ တတိယဆင်ကတော့အတောင်တန်းအဆောင်ဆုံးအပိုင်းမှာပဲဂျာဆုနှပေါင်းမြောက်စွာလူဖားတွေရဲ့လက်နဲ့ပုံဖော်ခဲ့တဲ့ရှုခင်းတွေကိုဖျက်တမ်းရမှာပါဒါဟာမျိုးဆက်ပေါင်းမြောက်စွာလေသမားတွေရဲ့ဇလန်းကိုဖျော်ဖြတ်နေရဲ့လေကားထိစိုက်ခင်းတွေနဲ့ကြောက်နှမ်းရဲချောက်တူရဲ့ပန်းချီကားတစ်ချက်လိုပါပဲဒီနေရာမှာတော့နေရာအနက်မှာတွေ့ရတဲ့ကြောက်နှမ်းရဲချောက်တွေကအဖော်မွန်ပါပဲဒါတွေကဒီလိုအထီးကျန်လေတော်တွေမှာနေထိုင်ရတဲ့ဘဝရဲ့ကျန်းမာမှုနဲ့အလအတရာကိုတည်တည်ပြနေတာပါကြောက်တုံးနှမ်းကိုတဆုံတယောက်ကထိတွေ့ပြီးနေရာရွှေ့ခဲ့ဘူးတာကြောင့် တောင်တန်းတစ်ခုလုံးကကြီးမားတဲ့ပန်းပိုလဲရာကြီးတစ်ခုလိုဖြစ်နေတယ်လို့ပြောကြပါဗျ။ဒီအဆင့်ကတော့သမိုင်းဝင်ရွာရှိရွာလမ်းကြောင်းကိုလိုက်ပြီး Valle Galinera ခြွေဝန်းကအတိုင်းဝိုင်းနေတဲ့ဒူးရဲ့ပုံအမွေနစ်တွေကိုဆက်တွေ့ပေးခဲ့ရဲ။ရှိကြတဲ့ဆက်တွေ့ရည်လမ်းကြောင်းတစ်ခုအတိုင်းတွားရမှာပါ။ခီးစင်ရဲ့ဒီအပိုင်းကအများသောအဝေးရောက်စင်နေလို့ယူခင်းအမသားတွေကအတိတ်ကပြည်သူ့ကျမ်းမာရေးအကျဲသေးတွေရဲ့ဆက်လန်းလေးကိုပဲလို့ပြောပြနေတယ်ဆိုတော့ကိုတွေ့ရမှာပါ 1985ခုနှစ်ကကျမဖွဲ့ကာလာဝမ်ရောက်ကကပေးအပြီးမှာအိုးရော်ရင်နဲ့တောက်ရီကိုခွဲခြားဖို့ဒီအိုးရော်စင်ဒီကိုတိဆောက်ခဲ့ကြတာဖြစ်ပြီးဒါမရင်မကွက်နိုင်တဲ့အသက်ဒီကိုကတင်ခဲဆောင်ရွက်မှုတစ်ခုပေါ့ပင်စမအစင်ကတော့ဒီစီမံကိန်းရဲ့အဓိကရည်မှန်းချက်ကိုအထင်ရှားဆုံးဖော်ပြတဲ့အပိုင်းပါပဲဘာလို့လဲဆိုတော့အချိန်နဲ့မျှပျောက်ကွယ်လို့နေပါဖြစ်နေတဲ့လမ်းတစ်ခုကိုပြန်လည်ဖော်ထုတ်နိုင်ချေလို့ပါဒါဟာမိလျော့နေတဲ့အမတ်တရားတွေနဲ့အမွေအနှစ်တရေပြယုတ်တစ်ခုပါပဲ ဒီလမ်းကိုပြန်ရှာတွေ့လိုက်တာက တကယ်ကိုအရေးပါတဲ့အလဲပြောင်းတစ်ခုပဲဗျာဒီတောင်တန်းတွေဟာတချိန်နဲ့လူတွေကိုကန့်တထားတဲ့အကားအစီးတွေမဟုတ်ဘဲဆက်သွယ်ပေးတဲ့အရာတွေဖြစ်ခဲ့တဲ့ဆိုတာကိုတတိပြလိုက်တယ်လို့ပါပဲဒေတာခန့်တက်ကြီးရွယ်အိုလေးနဲ့စကားပြောရင်းပြန်လည်တွေ့ရှိခဲ့လာဖြစ်ပြီးတောင်တန်းများကပေါင်းစည်းပေးပြီဆိုတဲ့အတွေ့အခေါ်ကိုလက်တွေ့အသက်သွင်းနိုင်ခဲ့ပါတယ်နောက်ဆုံးဆင့်ကတော့ခီးကိုမူလစတင်ခဲ့တဲ့နေရာစီပြန်ခေါ်သွားမှာဖြစ်ပြီးလမ်းမှာအထီးကြောင့်မူကြောက်ရွံ့မှုနဲ့ကရုဏာတရားတို့ကိုပြောပြနေတဲ့ ထူးခြားပြီးကြေကွဲစရာကောင်းတဲ့တမိုင်းရှိတဲ့နေရာတစ်ခုကိုဖျက်ဆီးသွားရမှာပဲအဲ့ဒါကတော့ phone deals ပါဟူရောပါမှာတော့ zoom fire tree နေဆက်အနာကြီးယောဂအထီးများစခန်းတစ်ခုထိပ်ပြီး3.5 km ရှည်တဲ့ဒေသကြီးနဲ့ဝန်းရံထားပါတယ်ဒေသခံတွေကလေတွေမလို့ trip out ဒီဆောက်ထားတာလို့ပြောခဲ့ကြတဲ့ဒီနေရာကယောဂကြောက်ရွံ့မှုညာကရုဏာတရားတို့ရဲ့ရှုပ်ထွေးတဲ့ဇလံတစ်ပုဒ်ကိုပြောပြနေပါတယ်ဒီတင်ဆက်မှုကလမ်းကြောင်းအကြောင်းပြောပြယူနေမတင်သွားပါဘူးအရေးကြီးလို့ဆောင်ဖို့တောင်းဆိုချက်တစ်ခုနဲ့အဆုံးသတ်ခဲ့ပါတယ် ဒီရှုကင်းဟာအင်မတန်ထိလွယ်ရှိလဖြစ်ပြီးအလိုရကကွယ်ဆောင်ရှောက်မှုလိုအပ်နေတယ်ဆိုတာကိုသတိပေးလိုက်တာပါပဲ။ဇာယီတို့ကတော်မီလောင်မှုရဲ့ခြေခွဲဆရာအဖြစ်နဲ့အကျိုးအမြတ်အတွက်ဖွံ့ဖြိုးတိုးတက်မှုကြောင့်ဖြစ်စည်းမှုကြောင့်ခြားနာချက်ကိုဖြစ်ဖြစ်သာသာထောက်ပြခဲ့ပါတယ်။တော်မီကလူသားတွေအတွက်ဘေးအန္တရာယ်တစ်ခုဆိုတာမှန်ပြီနဲ့ရှုကင်းကပြန်လည်ရှင်ထန်နိုင်ပါသေးတယ်။ဒါပေမဲ့ထိန်ချုံမှုမရှိတဲ့မျိုးပြဖွံ့ဖြိုးမှုကတော့ဘရိုးမှာပျောက်ကွယ်မသွားမဲ့ထာဝရအမယုတစ်ခုပါပဲ။အဓိကအချက်ကတော့ ဒီရှုခင်းကိုကောက်ွယ်ရဲဆိုတာတိုးတက်ဖို့ကိုရက်တန့်ဖို့မဟုတ်ပါဘူးဒီဒေတာကလူတွေအတွက်ပိုကောင်းပြီးပိုမိုရရှိတည်တတ်တဲ့အနာဂတ်ကိုဖော်ဆောင်ဖို့ပါဒါဟာဂုံထိခါရှိပြီးခင့်မိတဲ့ဂျေးလက်ဖောကိုဖန်တီးပေးမယ်ဒေတာထွက်ကုန်တဲ့ယဉ်ကျေးမှုကိုတန်ဖိုးထားပြီးပုံရှုခင်းကိုကောက်ွယ်ဖို့အတိုင်းဝိုင်းတွေကိုချိတ်ဆက်ပေးမယ်အစိုးပြုနိုင်သောဂျေးလက်ဘဝကိုတည်ဆောက်တာပါပဲနောက်ဆုံးအနေနဲ့ဒါကအင်မတန်အတွေးပွားစရာကောင်းတဲ့အချက်တစ်ခုကိုချန်ထားခဲ့ပါတယ်ဒီလန်ချောင်းဟာအဆုံးသက်တစ်ခုမဟုတ်ပါဘူး ပိုကြီးမားတဲ့ဆွေးနွေးမှုတစ်ခုအတွက်အစာဖြိုပေးတဲ့အချက်တစ်ခုသာဖြစ်ပါတယ်။ချွန်ဝမ်းဒီကိုဆက်သွယ်ပေးတဲ့လမ်းတွေကိုမီးပုံဆွေးပြီးပြီးအခုသူတို့ကိုကာကွယ်ပေးမဲ့လူမှုအတိုင်းဝိုင်းချာကဆက်သွယ်မှုတွေကိုတော့ကျွန်တော်တို့ဘလို့တိဆောက်ကြမလဲ။